ကိစားယောဂါကြောင့်နောက်ဆုံးချိန်တွင်ရောက်နေရကြောင်းပြောလာတဲ့မိမိကိုကိုပရိသတ်ကြီးတို့တည်ကြတဲ့အတိုင်းပဲကိစားယောဂါဆိုတာကလက်ရှိကမ္ဘာပေါ်မှာလူသားမျိုးနွယ်တစ်ခုလုံးကိုကြီးကျယ်ချင်းချောင်းနေတဲ့အဆိုအဆုံးယောဂါဝိညာဆိုတခုဖြစ်ပါသည်ဒီလိုကြောက်စရာကောင်းတဲ့ကုသရာခက်တဲ့ကိစားယောဂါဆိုကြီးကိုအခုချိန်မှာပြပြင်းထန်ထန်ခန်းစားနေရပြီးယောဂါရဲ့ချင်းချောင်းမှုကို ပြင်းထန်ရင်ဆိုင်နေရသူကတော့အခြားသူမဟုတ်ပါဘူးပရိသတ်ကြီးတို့ရဲ့ချစ်တော် MRTV4 ဇလန်တွဲကနေတစိမ့်လူတီများအပင်မှုရရှိလာခဲ့တယ် ။တယောက်စာမင်းသမီးချောင်းမမီကိုကိုပဲဖြစ်ပါရဲ့ရှင်။မင်းသမီးချောင်းမမီကိုကဒီယောဂါဆိုကြီးကိုဘလို့စတင်သိရှိခဲ့တယ်လေဆိုတော့မမီကိုကမကြသေးခင်ချင်းတွေကလေးကကျမရဲ့ချင်းတွေဆိုအားစွာယိုရင်းလာခဲ့တယ်လို့ဆိုပါရီ။အစပိုင်းမှာတော့သူမကမကြခဏပြန်လာတာမျိုးတွေဖြစ်ခဲ့ပါရီ။ကြပင်ခနာကွာအကြောင်းရင်းမရှိဘဲနဲ့မကြာခဏအားနေလာပြီးတော့နလဲမထူနိုင်ဖြစ်နေကြတာပါ။နောက်ပိုင်းမှာဆိုရင်ချင်းတွေကပိုဆိုးလာပြီးလမ်းတောင်ကောင်းကောင်းမရှောင်နိုင်တဲ့အခြေဖြစ်လာကြတယ်လို့ဆိုပါရီ ။ဒါမှန်နေမကောင်းတော့ဖြားနာရတဲ့ပိုရာကြောင့်မလို့သူမကိုရိုင်းကလည်းတန်တရားဝင်လာပြီးတေချာအောင်စေယုံကြီးမှာစစ်စစ်မှုတွေပြုလုပ်ကြလိုက်တဲ့အခါမှာတော့ပရိသတ်ကြီးတို့ရောကျမတို့ပါမကြားချင်တဲ့အဖြစ်ဆိုးတစ်ခုထွက်လာခဲ့ပါရီ။အဲဒါကတော့သူမရဲ့ခနာကောမှာကင်းစာဆွဲတွေတော်တော်များများပြည့်နေနေပြီဆိုတဲ့အတိပြုချက်ကိုရရှိခဲ့တာပါပဲ။ဒီလိုဆိုရရင်ယောဂရှင်တွေကိုသိရှိလိုက်ရတဲ့တပြိုင်တည်းမိမိကိုယ်ကိုယ်တရားအချိန်မဆွဲတော့ဘဲသူမချစ်မြတ်နိုးတဲ့ဥပညာလုပ်တွေအားလုံးကိုချက်ချင်းပဲရနာလိုက်ရပါရည် ပြီးတော့အကောင်းဆုံးနဲ့စင်မြေဆုံးကုသမှုတွေအမြန်ဆုံးခံယူနိုင်ဖို့အတွက်အင်းဒီချင်းတိုင်းနိုင်ငံကိုတွားရောက်ကုသဖို့ချက်ချင်းစီစဉ်နေပြီဖြစ်တယ်လို့သိရပါရဲ့ရှင်။ဒီလိုလုံးတရားခက်ခဲပင်မရတဲ့အချိန်တွေစိတ်တကြဆင်းရတဲ့အချိန်တွေမှာတော့မိမိကိုယ်ကိုယ်တွေအားရင်တစ်ခုရှိနေပါသေးတယ်။အဲ့ဒါကတော့သူမရဲ့ချစ်သူပဲဖြစ်ပါရည်။ခြားတရားတလောက်ကတော့မိမိကိုယ်ကိုယ်ရဲ့ချစ်သူဟာဆရာဝန်တယောက်ဖြစ်တယ်လို့ဆိုပါရည်။ ဒါကြောင့်မလို့သူကိုယ်တိုင်ကလည်းသူ့ရဲ့ချစ်သူကိုဒီယောဂဆိုကြီးကနေလွတ်မြောက်ဖို့အတွက်ဂျာမမဟုတ်ဝိနာသက်တာဖို့အတွက်စွမ်းကုန်ကြိုးစားကုသပေးမှာဖြစ်ပြီးဒိဒါကနေလည်းစိတ်ခွန်အားရပြေဝပေးနေမှာသိသာပါပဲ။အမီကိုကိုဆိုတာကပရိသတ်ကြီးလိုအတိမဲ့ပြုထားရတဲ့အမှုပညာရည်ချင်းပြေဝရှိတဲ့မင်းသမီးကောင်းတစ်လက်ပါ။ဒီမှာကတသိစာနုပညာရှင်တွေထဲမှာထူးထူးခြားခြားပဲ။ ပပပပစရုပ်တွေခက်လွယ်လွယ်ဇက်ကောင်တွေထဲအတွင်းစိတ်ခန်းစားချက်ကိုဦးစားပေးရတဲ့ပြပြတထန်တရုပ်ဆောင်ရတဲ့ဇရုပ်တွေကိုပုံမပိုင်နိုင်စွာတရုပ်ဆောင်နိုင်သူပါဒီလိုထူးခြားရင်ရုပ်ရည်ထူးခြားတဲ့ရည်ချင်းကိုပိုင်ဆိုင်ထားတဲ့လူပညာရှင်တယောက်အခုလိုအတန်းငငယ်ရွယ်နေဒီလိုယောဂဆိုကြီးရဲ့နောက်ဆုံးစိန်စိန်ခေါ်မှုနဲ့တွေ့ကြုံရတာကတော့တကယ်ကိုမှဝန်းနေစရာနှမျောစရာအကောင်းဆုံးပါပဲ ဒါကြောင့်မလို့ပရိသတ်တွေကလည်းသူမပေါ်မှာရန်ကိုစိုးရိမ်နေကြပြီးသူမရဲ့ကျမ်းမာရေးအတွက်ဆူတောင်းပေးမှုတွေအများအပြားလှုပ်ဆောင်နေကြပါရီ။ဗီဒီယိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအရမင်းသမီးချောမမီကိုကိုတရားဒီယောဂါဆိုးကိုအမြန်ဆုံးကြော်လွားနိုင်ပြီးအမှုပညာလောကကိုကြကြမာနဲ့ပြန်လာနိုင်ဖို့အတွက်ဆူတောင်းစကားလေးတွေအားပေးစကားလေးတွေကျမတို့ရဲ့ comment လေးမှာရေးသားပေးခဲ့ပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတို့တည်ရှိပါရယ်ရှင်။နောက်နေ့ဒီမှာပြန်လည်ဆုံတွေ့ကြရအောင်ပါ။